ဂိုးတိုင်းနောက်ဖက်ရှမ်းလက်ပဒန်းမြို့နယ်တရက်ချောင်းမြောင်မှာပြီးခဲ့တဲ့အောက်တိုဘာ16ရက်နေ့ကစစ်ကြောင်းတစ်ကြောင်းလုံးပြန်အောင်တော်လန်ရေးပူပေါင်းတပ်ကတိုက်ခိုက်နိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်အင်အား30လောက်ပါတဲ့စစ်ကြောင်းကစစ်အုပ်စုဝင်တွေဟာတရက်ချောင်းကျွရချီဒေတာခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေချိန်မှာပဲတော်လန်ရေးရဲဘော်တွေကဝင်ရောက်တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့မြေပြင်စစ်ရေးတည်င်းရင်းမြစ်တွေကပြောပါတယ် အဲ့ဒီတိုက်ပွဲမှာစစ်တပ်စစ်ကြောင်းဟာတေတူတေအဖမ်းခံရသူအဖမ်းခံရနဲ့ကစင်ကလျာပြေးသူကပြေးခဲ့ကြတဲ့အချိန်ဖြစ်ခဲ့ရတယ်လို့ပူပောင်းအဖွဲ့မှာပါဝင်ခဲ့တဲ့တာယာဝတီခရိုင်တပ်ရင်383ရဲ့တပ်ရင်မူကိုဝရန်က MPA ကိုအခုလိုပြောပါတယ်သူတို့ကမီးချုပ်နေတာကြီးဒါထဲမှာအိမ်ငင်းကားလုံးလုံးရှို့ပြီးွားပြီးအဲ့ချိန်မှာကျွန်တော်တို့ကရွာထဲဝင်ပစ်ဝင်ဝင်ပစ်တာတပွဲက အပြစ်တဲ့ရမှာတိုက်ကြိုက်တွေ့ပြီးတော့ပြစ်ကြတယ်ပြစ်တဲ့မှာကျွန်တော်လည်းလည်းပြစ်ပြီးတော့ဟိုတို့ပြန်ဆုတ်သွားကြတယ်ပြန်ဆုတ်သွားပြီးတော့ရွာထိပ်ဒီဘက်လမ်းပေါ်လေရောက်တော့မှကျွန်တော်တို့အကုန်လုံးဝိုင်းလိုက်ပြီးတော့အာတောက်လျှောက်လိုက်ပြစ်တော့ပေါ့ဒေါင်းလုံးဟိုတော့ကျွန်တော်တို့ရလိုက်တာမဟုတ်ဘူးဗျတို့တက်လာတဲ့ဟာအကုန်လုံးဟိုမှာကျွန်တော်တို့ထိရိဖြစ်ပြီးတို့ပြေးသွားတဲ့လူတွေလည်းရှိတယ်ကျွန်တော်တို့အခုလက်ရှိကြားတာ ပြန်ရောက်တာအ ਨੇ ချင်းပဲပြန်ရောက်တယ်လို့ကြားရတယ်။သုံးပန်းနေရတော့ဟိုတက်ထဲကလည်းပါတယ်ဟိုပြည်သူစစ်တွေလည်းပါတယ်။လောဆယ်တော့ပြည်သူစစ်များတာပေါ့။ဟောအခုလက်ရှိရတော့ကောင်းမွန်ထိန်းနေတဲ့ဟိုဖြစ်တဲ့နေရာလည်းရောက်ပြီပေါ့။အဆင်ပြေရဟုတ်။အခုတို့အထိရတဲ့တန်ရာတွေလည်းကျွန်တော်တို့အကုန်ကုစားမှုတွေလည်းပေးကြတယ်။အခုကောင်းမွန်ဖြစ်ပါပြီ။အဆင်အားဖြစ်ပြီးတော့လည်းတို့တောက်လျှောက်အမှပြန်ကျွန်တော်တို့ပြန်ဆုပ်ပြီးညနေပိုင်းလည်းရောက်တော့တို့ wifi တွေရောအမှအင်အားအလုံးရင်းနဲ့ပြန်ဝင်ပြီးတော့အမှ သူတို့အလောင်းတွေလာကောက်တာတွေပါလေလောက်သွားခဲ့တယ်အဲ့ဒီတိုက်ပွဲအတွင်းစစ်ကော်မရှင်လက်အောက်ခံ15ဦးထပ်မံတည်ဆုံးခဲ့တဲ့အပြင် နောက်ထပ်12ဦးကို အရှင်ဖမ်းမိခဲ့ပြီးလက်နက်အစုံ16လက်နဲ့ခဲယမ်းတွေစစ်တုံးပစ္စည်းတွေကိုလည်းတိုင်းစီးနိုင်ခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။ဒီအချက်လက်နဲ့ပတ်သက်ပြီးမြေပြင်တပ်ဖွဲ့တွေက MPA ကိုအတီးပြုတ်ပြောကြားပါတယ်။ အဲ့ဒီတိုက်ပွဲအတွင်းတေဆုံးခဲ့သူတွေနဲ့ဖမ်းဆီးခံရသူတွေထဲမှာရဲနဲ့စစ်တပ်အနှင်းငယ်တာပါဝင်ပြီးပြည်သူစစ်များစွာပါဝင်တယ်လို့သိရပါတယ်။ဒါကြောင့်ပြည်သူစစ်တွေကို လက်နက်ချအလင်းဝင်ဖို့နဲ့အချိန်မီသေးတဲ့အကြောင်း3833တပ်ရင်းမှုကိုဝေရန်က MBA ကသစင်ဖိတ်ခေါ်လိုက်ပါတယ်။ပြည်ရတယ်ဟုတ်ပြည်သူစစ်တွေလည်းများတယ်တက်သေးကလူတွေလည်းပါရဲ့ဗျပြည်သူစစ်တွေချိန်ကတော့နောက်မကျသေးဘူးလို့ပြောကျင်တယ်အခု ရှေးထွက်လာရင်လည်းကျွန်တော်တို့လည်းဟိုမလုပ်ချင်ဘူးပေါ့လူလူချင်းနဲ့ကိုချင်းစားရလူအသက်တစ်ချောင်းကတန်မိုးရှိပါတယ်အဲဒါကြောင့်မို့ဟိုအချိန်မီလက်နက်ချကြပါပေါ့အခုအရှိအစစ်မြေပြင်ရောက်လာတယ်အရှိစစ်ကြောင်းထွက်လိုက်တယ်ကျွန်တော်တို့နဲ့ဆက်သွယ်လို့ရပါတယ်လို့ဆက်သွယ်ပြီးတော့လက်နက်ချအလင်းဝင်ဘာမှမဖြစ်ဘူးမနေရဆိုရင်လည်းဟိုကျွန်တော်တို့ပြောတယ်လက်နက်ချလနဲ့ချလို့ပြောတော့လုံးဝမချဘူးသူတို့ပြေးတယ်ပြန်ပြစ်တယ်ဟိုအဲ့အချိန်မှာကျွန်တော်တို့ပြစ်လိုက်ရပြန်ပြစ်ရတဲ့အချိန်တွေဖြစ်တာပေါ့ အဲကြောင့်မို့သူတို့တေးကုန်ကြရဲအဲစောစီအဲ့လိုထွက်ခဲ့ရင်ဟိုကောင်းကောင်းမွန်လက်နဲ့ချပြီးထွက်ခဲ့ရင်ဘယ်သူမှမနစ်နိုင်ဘူးကျွန်တော်တို့ဒီဘက်ကလည်းဟိုအမြဲတမ်းကြိုးဆိုတယ်ကျွန်တော်တို့ဟိုအကောင်းဆုံးလဲဒီဘက်ကနေတက်နိုင်အောင်လှုပ်ပေးတာပါမနစ်ကကျွန်တော်ရေငန်ပွဲမှာရတာဒါတဲ့သုံးပန်းနေဆိုရင်ကျွန်တော်တို့ဒီမှာအခုချိန်ကြီးလည်းရှိရဲကောင်းကောင်းမွန်လည်းကျွန်တော်တို့ထားရတယ်ပေါ့အဲ့တော့ဒီနောက်ပြည်သူစစ်တွေလည်းစစ်ကြောင်းတွေပါတက်တယ်ဘာညာဆိုရင်ကျွန်တော်တို့ဆက်တွေ့ပါထွက်ပြေးပါ ကျွန်တော်တို့စီခိုလုံလို့ရပါတယ်လို့ကျွန်တော်တို့ကြိုးစားပါတယ်လို့အဲ့လိုပဲပြောချင်ပါတယ်စစ်ကြောင်ပြတ်တဲ့အထိတိုက်ပွဲအတွင်းထိနာသွားတဲ့စစ်ကွန်မရှင်တပ်ဖွဲ့ဝင်တွေကလက်ပဒန်းမျိုးကိုအင်အားအလုံးရင်းနဲ့ရောက်ရှိလာပြီးတော်လန်ရေးတပ်ဖွဲ့ဝင်တွေနဲ့စစ်ရေးတင်းမနေတယ်လို့သိရပါဗျ။လက်ရှိလက်ပဒန်းမှာအချိန်မရွေးတိုက်ပွဲဖြစ်နိုင်တဲ့အခြေအနေမှာရှိနေတယ်လို့အခုစစ်ရေးမှာပါဝင်တဲ့ရှေ့တန်းပြည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တက်ရင်မူကိုကိုအောင်က NBA ကိုခုလိုပြောပါတယ်လက်ရှိကတိုက်ပွဲဖြစ်နိုင်တဲ့အခြေအနေတစ်ခုရှိသေးတယ်ဆိုတာကခုနကဒီအဲဒီပွဲအပြီးမှာအဲဆော်မင်းတင်းကဒီခရိုင်ကြီးဝါကိုသူတို့အပေါ်ဖိအားပေးမှုတော်တော်ကြီးကြီးပဲခံစားရတဲ့ပုံရှိတယ်လေဗန်မှာသူတို့အဲသူတို့ဟိုဘောနကတော်လေးခြေလေးရှုပ်တယ်အဲ့လိုဖြစ်နေတယ် အဲအခုအဲ့ဒီအချိန်မှာအဲကားနဲ့လာပို့သွားတဲ့အင်အားတရာကျော်ကဟိုဒေတာနေဆိုလာပို့တယ်တော့မတည်သေးဘူးပေါ့နော်လက်ရှိတော့သူတို့စက်ကောင်းမထိုးသေးဘူးသူတို့စကန်တစ်ခုချနေတယ်ပေါ့အဲ့ဒီရန်ကုန်ပြည်ကားလမ်းပေးနေတာဖုန်းကြောင်းပါပဲအဲ့တော့ဒီစီရီကတော့အချိန်လေးဆက်လက်ဖြစ်သွားနိုင်တဲ့အချိန်မျိုးမှရှိနေတယ် အော်တိုဘာ19ရက်နေ့ညပိုင်းဒီစီရီတင်မာနေပေမဲ့တိုက်ပွဲဖြစ်ပွားတာမျိုးမရှိသေးပဲစစ်ကော်မရှင်ဘက်ကလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်မှုတွေပြုလုပ်နေတယ်လို့ဒေတာကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါရယ်အခုတည်ဆုံခဲ့တဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနဲ့လက်အောက်ခံတွေဟာလက်ပတမ်းမျိုးနဲ့တဲကော်ဆင်သားမှရှိတဲ့ကျေးရွာဆက်ခုထမ်းနယ်ကိုလဲ့လဲမိရှုံနေသူတွေဖြစ်တယ်လို့ကာကွယ်ရေးရဲဘော်တွေကပြောပါရယ် စစ်ကြောင်ပြတ်တဲ့အထိတိုက်ခိုက်နိုင်ခဲ့တဲ့စစ်စင်ရေးကိုတာယာဝတီခရိုင်အမတ်383ညနဲ့တက်ရင်အမတ်383ညတုံးတက်ရင်ရှေ့တန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဂလုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ပူးပေါင်းပြီး NUG ပြည်သူ့ကာကွယ်ရေးတပ်မတော်အမတ်နစ်စစ်စင်ရေးနယ်မြေဘကိုးတိုင်းစစ်ဌာနချုပ်ယူဟာ22ကုတ်ကဲမှုနဲ့တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါဗျာ ိုက်ပွဲအတွင်းတော်လန်ရေးရဲဘော်တွေဘက်ကထိခိုက်ဒဏ်ရာရသူမရှိဘူးလို့တော်လန်ရေးအဖွဲ့အစည်းတွေက အတည်ပြုထားပါတယ်။ဒီကဲတဲ့အော်တိုဘာတရက်နေ့ကလက်ပဒန်းမြို့နယ်အတွင်းစစ်မှုထမ်းကြေးလဲလဲတောင်းယူနေတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကိုတာယာဝတီခရိုင်383ညနဲ့တပ်ရင်းကရဲဘော်တွေကတိုက်ခိုက်ခဲ့လို့နှစ်ဦးသေဆုံးခဲ့ပါသေးတယ်။